်လူသူယူသူကြည်ဖြူနှွေးအခုငလျင်မှာတချို့တွေပြောနေကြတာရှိတယ်။ဘာပြောတာလဲဆိုတော့ဒီငလျင်ထိခိုက်ခံစားရတဲ့လူတွေကတော့ဘာမှမရကြဘူးပေါ့လေ။ယူနေကြတာတွေကငလျင်မထိခိုက်တဲ့လူတွေယူနေကြတယ်တဲ့။အဲ့ဒါဘသူတွေလဲဆိုတော့ဆင်းရဲသူဆင်းရဲသားတွေပေါ့လေ။တကယ်တော့ငလျင်တိုက်ရိုက်ထိခိုက်တာကတထေးတွေပဲ။တထေးတွေဆိုတာအလုတ်ယုံပိုင်ရှင်တွေပေါ့။အလုတ်စီမံဖန်တီးပေးနိုင်သူတွေပေါ့။ သူတို့ထိခိုက်သွားတော့နောက်ဆက်တွဲလိုက်ထိခိုက်တာကသူတို့ရဲ့အလုတ္တမဖြစ်တဲ့ဆင်းရဲသားမိသားစုတွေမဟုတ်လားဆင်းရဲသားမိသားစုတွေကငလျင်ဖြစ်ပြီးတဲ့နောက်မှာအလုတ်လက်မဲ့ချက်ချင်းဖြစ်သွားတယ်အလုတ်ယုံစီကိုမသွားရဲကြတာတွေဖြစ်သွားတယ်အလုတ်ယုံတွေကလည်းမဖွင့်ရဲဘူးဘာလို့လဲဆိုတော့အဆောက်အုံတွေထိခိုက်သွားလို့မဖွင့်ရဲဘူးထပ်ဖြစ်ရင်တော့သူတို့တာဝန်လုံးလုံးဖြစ်သွားမှာကိုပြီးတော့တချို့မိသားစုတွေဆိုတေသလားရှင်သလားမသိသေးတဲ့မိသားစုဝင်တွေအလုတ်သမားတွေတေသွားပြန်ရင်လည်းအလောင်းရဖို့နဲ့တော့ကပြာပါရတွေနဲ့လုံးချလဲလိုက်နေကြတော့မဟုတ်လား ်ဒီငလျံခိုက်တက်မှာဖြစ်တာကတော့ဘသူဘသူမှအဖြစ်တင်ဖို့ခက်ခဲပေမဲ့လို့နောက်မှထပ်ဖြစ်လာတာကတော့တာဝန်ရှိသွားပြီအဲ့ဒီတော့အလုတ်ယုံတော်တော်များများလည်းမဖွင့်ရဘူးဆိုလိုတာကဒီငလျင်ကတတိကိုထိခိုက်တာမှန်ပေမဲ့လို့ချက်ချင်းငတ်သွားတာကတော့ဆင်းရဲသားဖြစ်သွားတယ်ဒါကြောင့်မို့ဆင်းရဲတဲ့သူတွေကတန်းစီတိုးကြတာပေါ့ဒါကတစ်ချက်နောက်တစ်ချက်ကငလျင်ကူတဲ့သူတွေကဘာပြောလဲဆိုတော့ထိခိုက်သွားတဲ့သူတွေကတတိတကြွေနဲ့လူလတ်တန်းစားတွေများတဲ့အခါကျတော့ တော်ယုံတန်ယုံနဲ့ပစ္စည်းဝေရမယူဘူးအဲ့ဒီတော့ပကံခွက်ရောက်ပစ္စည်းလေးတွေဝေမယ်လို့စဉ်းစားတဲ့အခါကျတော့ပလတ်စတစ်ဆိုရင်မဝေပါနဲ့ပေါ့စတီးတို့ဘာတို့တောင်ဟန်ကြပန်ကြလေးတွေစဉ်းစားပေးကြတာရှိတယ်သူတို့ကပိုက်ဆံရှိတဲ့လူတွေကိုထောက်ထားတာပေါ့လေဒါပေမဲ့ဝေရမဲ့သူဘက်ကကြပြန်တော့လေအရေးအတွက်များများလဲရစီချင်တော့ quality ကောင်းတဲ့ပစ္စည်းသိပ်မစဉ်းစားဖြစ်ကြဘူးဒီလိုမျိုးလေးတွေရှိတယ်ပေါ့နောက်တစ်ခုအရေးကြီးတာကဒီဆင်းရဲတဲ့သူတွေကလူအများစုဖြစ်နေတယ် ကာလကလည်းကိုဗစ်ကတည်းကပြက်လိုက်တာကိုစစ်လာတော့လဲကိုဗစ်ကိုတိုက်ဖြတ်တယ်လို့စူပေါင်းတိုက်ဖြတ်ကြရတာကိုကိုဗစ်လို့ကိုစစ်ကလည်းလူတွေကိုလိုက်တတ်တာမဟုတ်လားအခုကိုစစ်တိုက်ဖြတ်ရေးကာလတစ်လျှောက်လုံးမှာလဲအုတ်ကြီးတို့ရာအိမ်မှုတို့ဆဲအိမ်မှုတို့ဆိုတာဘာတွေလုပ်နေတယ်ဘယ်လိုသဘောထားရှိတယ်ဆိုတာအလုံးသိတာပေါ့နော်သူတို့ရဲ့သဘောထားတွေကလည်းစစ်အုပ်ချုပ်မှုကိုထင်ဟပြတဲ့ဟာတွေပေါ့လူတွေကတခါတလေစားစရာသာမရှိတာကိုကလေးစစ်မှုထမ်းဖို့ဆွဲခေါ်มาကြောက်ရင်ကိုအုတ်ကြီးတောင်းတာပေးရတဲ့ဘဝတွေမို့လား ဒီအချိန်မှာငလျင်လောက်တာဆိုတော့ဆင်းရဲတာကဆင်းရဲတဲ့ထက်ပိုဆင်းရဲလာတယ်။သိတ်ဆင်းရဲသွားရင်ဘာမှမရှိတော့ရင်လူဆိုတာမထူးဆက်ခင်တတ်တာမျိုးပဲ။အဲ့ဒီတော့ဆင်းရဲသားတွေဝေရတာပေါ့။အလျင်ဓာတ်ရိုက်မထိလို့အဲ့ဒီလူတွေကိုမဝေပါနဲ့လို့မပြောဘဲနဲ့အလောက်အကင်တွေပြန်မပေါ်ခင်အဲ့ဒီလူတွေစားဝတ်နေရအစဉ်ပြေနေရင်တရက်တရက်စားစရာရှိနေရင်ငလျင်ကြောက်ဘေးဒုက္ခတင်ပြီးတော့တချို့တိတ်ပြီးတော့မလုံးမချုံနေရတဲ့လူတွေဟာအေးအေးဆေးဆေးနေရမယ်စိတ်ပူပင်တော့ကယော့ပါပြီး ကောင်းကောင်းကောင်းချနားနေအိပ်ဆက်နိုင်မယ်တိတ်ဆင်းရဲတဲ့သူတွေကများအဲ့ဒီလူတွေကလည်းဝေမဲ့သူမရှိလှူဒန်းမဲ့သူမရှိဘူးဆိုရင်ဘယ်သူမှတော့အငတ်ခံမှာမဟုတ်ဘူးလွတ်တာရက်တာတွေဖြစ်လာမယ်ခိုးတာတွေဖြစ်လာမယ်ငကူကမှဆေးသမားမွေးထုတ်ထားလွန်းလို့ရာစုတ်သားတွေထောင်ကထုတ်ထားလွန်းလို့ခိုးဆိုးလူနိုင်ပေါ်ရတဲ့ကြားတယ်လေပြူတို့ဘာတို့အဲ့ဒီလူအုပ်စုတွေကလည်းမြို့ပေါ်မှာအခြေကျပြီးသားတွေသူတို့တွေကလည်းဓာတ်လုပ်ပူစောင့်နေတာတောကြောင်တွေကလည်းတူနေတယ် အဲ့ဒီတော့အဲ့ဒီတောကြောင်တွေလက်ခမောက်ခတ်တဲ့အခါမှာတာမန်ဆင်းရဲသူဆင်းရဲသားတွေပါရောနောပါလာလို့ရှိရင် လုံးဝပျက်စီးသွားနိုင်တယ်မြို့ပြကြီးတွေကကြီးနဲ့ဖုတ်ဖုတ်ဖြစ်သွားနိုင်တယ်တထေးတွေမနေတော့ဘူးလုပ်ငန်းရှင်တွေမနေတော့ဘူးဆိုရင်ဓာကြီးကပြီးသွားပြီ ဘာမှမကြံတော့ဘူးအချင်းချင်းပြန်ပြီးတော့လူရဲ့ယူငင်သူတွေအချင်းချင်းပဲမညာမတာတိုက်ခိုက်ရိုက်နှက်နေတဲ့သူတွေဒါမျိုးတွေပဲကြံတော့မယ်ဆိုလို့ရှိရင်တော့လုံးဝပြောင်းဆန်ပြိုပြီးသားចောင်းတံပါထတ်မှောက်သွားမယ်အဲ့ဒီအခြေအနေကြီးကရောက်သွားလို့မဖြစ်ဘူးနောက်တစ်ခါចမ်းမာရေးကိစ္စ တက်ဘော်ဒီတွေတအားများပြီးတော့မိုးရွာလိုက်တဲ့အခါကျမ်းမာရေးကိစ္စကိုအားလုံးကစိုးရင်လာတဲ့ရေတန့်တန့်ပြန့်ပြန့်တောက်လို့မရဘူးရေတန့်မရှိဘူးရည်တမပြောနဲ့၃ရချိုးရဖို့ချိုးရီတောင် ရှားပါနေတယ်လက်တလုံးမှာဓာမျိုးတွေကိုပို့ပြီးတော့အာယုံဆိုင်ပြီးဖြည့်ရှင်းပေးနိုင်ရင်ကောင်းမယ်ပေါ့နောက်အိမ်သာရင်လုံးအိမ်သာလိုအပ်ချက်တွေများတယ်ဓာတွေကိုစနစ်တကျဖြစ်အောင်ဝိုင်းဝန်းလှုပ်ဆောင်ပေးနိုင်ကြရင်ကောင်းမယ်လူတွေစားစရာလည်းရှိနေဖို့လူတွေကျမ်းမာရေးနဲ့ညီတဲ့နေထိုင်ရမှုလည်းလူတွေ ရှေ့လျှောက်နေကလည်းတအားပူမယ်တစ်ချက်တစ်ချက်မိုးကထရွာမယ်ဆိုရင်ကျမ်းမာကြီးကိစ္စကဖြစ်လာရင်ဆိုးဆုံးပေါ့ဖြစ်လာလို့ရှိရင်အဆင်ပြေတဲ့သူတွေကတော့ရှောင်ကြမှာပေါ့တခြားအဆင်ပြေရာသွားကြမှာပေါ့မပြေတဲ့သူတွေကတော့ဒီဒုက္ခဒုက္ခတွေကြားထဲမှာကြံနေရမှာတကယ့်ကိုမြို့ပြကြီးဖြစ်သွားနိုင်တယ်ဒါမျိုးကိုပို့ပြီးစဉ်းစားစီခြင်းနဲ့ဒီငလျင်ကမင်းအောင်လိုင်အတွက်တော့တားတရားစီရင်ခန့်မှာပါတဲ့ဘလူးနေရာပဲဆိုတာအားလုံးသိကြတယ် ဲ့ဒီတော့ဒီဘက်ကတိုင်းပြည်ကောင်းစားရေးကိုတော်လိုင်းရေးလုပ်နေတဲ့ပုံကူတွေအားလုံးကမိခင်စိတ်ရှိတဲ့မိခင်စစ်တွေအဲ့ဒီခါကျတော့သူမတရားညှက်ပတ်နေတာမတရားဆုပ်ပယ်နေတာတွေသိပေမဲ့လို့သူအသိမှပြုခံရဖို့အခွင့်အရေးရနေတာပေါ့လေတကယ်ကယ်ဆယ်စောက်ရှောက်လူစိတ်ကတော့မရှိဘူးဆိုတာပိတ်သိမ်းထားတဲ့ဆွေရုံတွေလည်းပြန်ဖွဲ့မပေးတာစီရီယံလှုပ်ထားတဲ့ဆရာဆရာမတွေကိုလည်းကုသခွင့်မပေးတာနဲ့ကြည့်ရင်သိတာပါပဲ သူပြည်သူလူထုပေါ်မှာဘလို့ရက်ဆက်တဲ့စိတ်ရှိတယ်ဆိုတော့အားလုံးသိကြပါရင်ဆင်းရဲသားလည်းသိတယ်ချမ်းသာတဲ့သူလည်းသိတယ်ဒါပေမဲ့အဲ့ဒီအသိတရားကိုကြကြကင်ထားနိုင်ဖို့ဆိုတာအဆက်ဆက်ရရအစဉ်ပြေမှလေအဲ့ဒီတော့အားလုံးစင်ပြေအောင်ကူပေးနေကြတဲ့သူတွေကူပါစေဒီလူတွေကိုမင်းအောင်လိုင်းကမုံနေဆယ်လီကပဲကူကူကိုးလီကပဲကူကူဆက်တလီကပဲကူကူတကယ်တမ်းကြတော့သူမုံနေသူဘသူမှကြည့်မရဘူးသူ့လူတွေကိုတော့သူလိုအပ်ချက်တွေထုတ်သုံးလာတာတွေရှိလိမ့်မယ်ပေါ့ ူ့ရဲ့မဘာတာဂိုင်းဝင်တွေရှစ်တက်လာတာတွေရှိတယ်။ခရိုနီတွေရှစ်တက်လာကြတာရှိတယ်။တချို့မဘာတာတွေခရိုနီတွေလည်းပဲသူ့အလွန်မှာတိုင်းပြည်အသိမှတ်ပြုခံထားရဖို့လိုတဲ့လူတွေရှိတယ်။ဒါပေမဲ့သူတို့ဘာယူရဲ့ချက်နဲ့ပဲဝင်းကူကူပေါ့။ဒီချိန်မှာတော့ဒုက္ခရောက်နေတဲ့သူတွေကကူရာကိုလက်ခံကြမှာပေါ့။ကိုကလည်းဒီအချက်ကိုလက်ခံပေးရမှာပါ။အဲ့ဒါကိုသွားပြီးတော့ဆန့်ကျင်နေလို့လည်းမဖြစ်ဘူးလူတွေရဲ့လက်ငင်းဒုက္ခပြေလည်ဖို့ရာအလုံးကဒီအပေါ်မှာတခုတည်းသောစိတ်ကိုပဲထားရမှာပါပဲဒါပေမဲ့ ော်လှန်ရေးရကြည့်ရင်တော့ဒီလောကမှာစစ်ကောင်စီကရှိမနေမှဖြစ်မှာ။ तू ရှိနေရင်တဘာဝဘေးတယ်မဟုတ်ဘူး။ तू လှုပ်ထားတဲ့ဘေးကဒီတဘာဝဘေးထက်မလျော်ဘူး။တဘာဝဘေးထက်တောင်ပိုကြီးတယ်။ तू လှုပ်လို့တေသွားတဲ့လူတွေကနှစ်ဖက်တွက်လိုက်မယ်ဆိုရင်တောင်းကြော်တယ်။အရင်ကာလတွေကိုပါကြည့်ရင်မရေတွက်နိုင်တော့ဘူး။ဒါကိုတော့မျက်ခြေပြတ်လို့မရဘူးပေါ့နော်။ တော်လန်ကြီးရဲ့ရေမှန်းချက်ကိုမျက်ခြေပြတ်လို့မရဘူးဒါပေမဲ့လို့တစ်ဖက်ကလူတို့တိုက်ရိုက်ခံစားနေရတဲ့ဒုက္ခတွေရော့ပါတက်တာဖို့ကြာတော့လဲလိုက်လျောညီထွေလှုပ်ပေးလိုက်ရတဲ့ဟာတွေရှိတယ်မလှုပ်ပေးလို့လည်းမရဘူးပေါ့အခုလိုမိခင်ရင်းကတော့ကလေးကိုဘလူးနဲ့ပြိုင်ဆွဲလို့မရဘူးပေါ့ဘလူးနဲ့ပြိုင်ဆွဲလို့မရဘူးရှော့ပေးရတဲ့အနေထားတွေရှိတယ်ဒါကတော့ညံတာတဲ့လူကသူ့ဟာသူပြန်ပြီးတော့လှုပ်ယူနိုင်တယ် အဲ့ဒီတော့ဒီလောလောဆယ်ငလျင်ကူတဲ့ကိစ္စမှာမင်းအောင်လှိုင်းရဲ့ပထမသဘောထားကဘသူကူမှကူတာမကြိုက်ဘူးသူကူမယ်လို့လည်းမထင်နဲ့သူကဟန်ကူကူမှဘယ်သူကကူတာမကြိုက်လို့ငါပဲကူမယ်ဆိုရင်လည်းအဆင်ပြေသေးတယ်အဲ့ဒီလောမဟုတ်ဘူးဟန်ကူပဲကူမယ်ဘာလို့လဲဆိုတော့နိုင်ငံတကာကဝင်လာမဲ့ငွေတွေကိုသူလက်ခံထားတယ်နိုင်ငံတကာနဲ့ဆက်ဆံရေးသူတိဆောက်တယ်လက်ချက်တမေစီရချင်တယ်ပေါ့နော်ရချင်တဲ့အတွက်ကြောင့်သူကူပြပါလိမ့်မယ် တချို့ကလည်းသူ့စီဝင်လာတာဆိုတော့သူပေးပြရမယ်ဟာလည်းရှိတယ်အဲ့ဒီအပိုင်းမှာသူ့လူတွေကိုပဲသူပေးမယ်ခစ်အခြေအနေကနာကိတုံးကအခြေအနေမျိုးမဟုတ်ဘူး IT ခစ်ကြီးရဲ့ထိတ်ကိုရောက်နေကြပြီဆိုတော့တန်းရွှေနဲ့စစ်တပ်နာကိတုံးကအကုန်ဖြတ်စားတယ်လို့မျိုးတော့သူလောက်လို့မရဘူးပေါ့ အခုကြတော့သူ့ကိုယွယွအတိုက်ခံရှိတာတော့မဟုတ်ဘူးသူ့ကိုတော်လံပုန်ကန်နေတဲ့သူတွေရှိတယ်သူ့ကိုမနှက်ပြန်နေညမှာတော့ဖြုတ်ချနိုင်တဲ့သူတွေအတွင်းရောအပြင်ရောရှိတယ်ဆိုတော့သူရီဒီယာတာတော့လှုပ်လို့မရဘူးမရလို့တကယ်ကူမလားဆိုတော့လည်းမကူဘူးအဲ့ဒီပိုက်ဆံတွေသူလိုချင်တယ်တုံးချင်တယ်ဘုံချင်တယ်သူ့ရဲ့စိတ်ရည်မှာတုံးမယ်အဲ့ဒီတော့သူဒီအကူတော့ပြရမယ်ပေါ့တချို့နိုင်ငံခြားအကူအညီတွေကကြသူ့စီတိုက်ရိုက်မလာဘူး တိုက်ရိုက်မလာဘူးဆိုရင်ဘယ်သူတွေစီကလာမလဲဆိုတော့တချို့ဟာတွေကလည်းနှုတ်ကြည်ဘက်ကိုလာတာရှိလိမ့်မယ်တချို့ကြတော့လည်း CSO စီကနေလာတာရှိတယ် CSO မှာလည်းပဲသူ့စီပဲပြန်မှတ်ပုံတင်ထားတဲ့ဟာတွေကလည်းအများကြီးပေါ့အဲ့ဒီလူတွေကိုသူပွဲထုတ်ပြီးတော့တုံးတာတွေရှိမယ်ဒါလည်းပဲ limit ထားမယ် အဲ့ဒီပိုက်ဆံတွေကိုသူကကြက်နဲ့လဲမယ်အဲ့ဒီအဖွဲတွေလူတွေစီကနေအခွန်တွေယူမယ်သူ့မှာငလျင်အချောင်းပြူပြီးဂွင်းတွေအများကြီးထုမယ်ပေါ့တော်လန်ကြီးကတော့ဘသူမှလည်းမျက်ချီပြတ်မသွားဘူးပြတ်သွားကြမှာလည်းမဟုတ်ဘူးသူမရှိမှဖြစ်မယ်ဆိုတော့အားလုံးလက်ခံနေနားလေတယ်ဒါပေမဲ့ဒီအခိုက်တန့်လေးမှာတော့တယောက်နဲ့တယောက်အပြစ်မတင်ဘဲနဲ့ပြည်သူမှပြည်သူကိုတွားနေတဲ့ကိစ္စသည်ပြည်သူမှရန်သူတို့ရန်သူမှပြည်သူတို့ ဖြစ်မသွားဖို့အရေးကြီးတယ်ရန်သူမှပြည်သူတို့ကလည်းစေတနာရောရည်ရွယ်ချက်ရော မမှန်မဟုတ်တဲ့အတွက်ဖြစ်ပေါ်သွားလို့မရပါဘူးပြောချင်တာကအဲ့ဒါပါပဲယတနာပုံဆရာမှတ်ကြီးတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လပ်နေဦးပါ